9ရက်12လ2025ဒီနေ့အင်ကာနေလေးဖြစ်တာကြောင့်အင်ကာနဲ့မွေးဖွားတဲ့သူလေးတွေအတွက်တပတ်အတွင်းငွေကြေး energy ရွှေတာရနမိတ်တွေကိုကြီးမာပဲဖြစ်ပါတယ်။ဒီကထုတ်လိုက်ပါပြီ က်လေးကတ်ထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တပတ်အတွင်းအင်ကာသားသမီးတွေရဲ့ငွေကြေး energy ဟာအကောင်းဘက်ကိုရောက်နေတယ်လို့ပြောလို့ရပါတယ်။မျော်လင့်ချက်ကောင်းတွေ၊ဟန်ချက်ညီမှုတွေနဲ့အခွင့်အလမ်းကောင်းတွေရှိနေတာကိုမြင်ရပါတယ်။ပထမဆုံးတကတ် 2source quay ဒီကကဆိုလို့ရှိရင်တင့်ရဲ့ဝင်ငွေထွက်ငွေနဲ့အလုံးနှစ်ခုဒါမှမဟုတ်ဝင်ငွေနှစ်ခုကြားမှာဟန်ချက်ညီအောင်ထိမ့်ညိနေရတယ်ဆိုတဲ့အတိတ်ပဲကိုပေါ်လွင်နေပါတယ်။ အနှဲငယ်စိန်ခေါ်မှုရှိမယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာအပြောင်းလဲလေးတွေစိန်ခေါ်မှုလေးတွေကိုလည်းမြင်နေရတယ်ဒါပေမဲ့အင်ကာသားသမီးတွေအနေနဲ့ဒီအရာတွေကိုစိတ်မပူဘဲနဲ့ဟန်ချက်ညီညီထိမ့်ညှိသွားနိုင်တယ်ဆိုတဲ့နမိတ်ကလေးကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဒုတိယကအနေနဲ့ဆိုလို့ရှိရင်တော့ wheel of fortune ပေါ့နော်ဒီ wheel of fortune ကတ်ကဆိုလို့ရှိရင်တော့ဝေကျင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့နောက်လာမယ့်တစ်ပတ်အတွင်းထဲမှာမကောင်းတဲ့ ဆက်ဝိုင်းတစ်ခုမကောင်းတဲ့ကံကြမ္မာတချို့ပြီးဆုံးသွားတော့မယ်ဆိုတဲ့ကနမိတ်ကိုဖော်ပြနေတာဖြစ်တဲ့အင်္ဂါသားသမီးလေးတွေကဒီတပတ်အတွင်းမှာဆိုလို့ရှိရင်ငွေကြေးအခြေအနေကကန်တက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်မကောင်းတဲ့အခြေအနေတစ်ခုကနေကောင်းတဲ့အခြေအနေတစ်ခုဘက်ကိုလှည့်ပြောင်းသွားမယ်ကံကြမ္မာနမိတ်တစ်ခုဖြစ်ပါတယ် ရုတ်တရက်ကံကောင်းခြင်းငွေဝင်အခွင့်အလန်းတွေလည်းဖြစ်လာနိုင်တယ်ဆိုတဲ့ကဏ္ဍမိတ်ကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ကံကောင်းခြင်းဝင်ငွေဆိုတာကတော့ကိုယ်အလုံးလုံးမှရှားတဲ့ဝင်ငွေမဟုတ်ပဲရုတ်တရက်မဲပေါက်တာ၊ထီပေါက်တာစသဖြင့်ပေါ့နော်။ဒါမျိုးကံတွေကိုပြောတာပဲဖြစ်ပါတယ်။တတိယကတ်ကလေးအားဆိုလို့ရှိရင်တော့ Dustar ကတ်ဖြစ်ပါတယ်။ Dustar ကတ်ကတော့ကိုလုံးသမျှအလုံတိုင်းကတဲတဲရည်သွုံ ဖြစ်မသွားဘူး။အားလုံးအဆင်ပြေမယ်ဆိုတဲ့နမိတ်ကိုပြနေတာပဲဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအခြေအနေအတွက်အကြီးမားဆုံးသောပြောင်းလဲမှုနဲ့ကောင်းချင်းမင်္ဂလာတွေကိုယူဆောင်လာမယ်ဆိုတဲ့ကဏ္ဍမိတ်ကိုလည်းဖော်ပြနေတာဖြစ်ပါတယ်။ယုံကြည်ချက်စိတ်ချမ်းသာမှုနဲ့အကောင်းမြင်စိတ်ကိုလည်းဖော်ညွှန်းနေပါတယ်။အဲ့ဒီတော့တဲမာနေတဲ့ကောင်းချင်းတွေဘလောက်ပဲရှိရှိအလိုလိုစိတ်ပင်ပန်းစရာလေးတွေကကိုကိုတိုင်းအတွေးနဲ့ပြန်ပြီးတော့ပိတ်မိနေတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ကိုကိုတိုင်းကရှိနေတဲ့စိတ်ပူပန်မှုလေးတွေအတွေးလွန်လာလေးတွေကိုတော့နည်းနည်းလေးရှော့ချပေးဖို့လိုမယ်ဆိုတာလေးကိုလည်းသတိပေးထားတယ်နော်။ နောက်တစ်ကကတော့ six of cups ဒီကကဆိုလို့ရှိရင်တော့ကိုကိုတိုင်းအိမ်ချမ်းမြေအပိုင်လေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့အိမ်ပိုင်မြေပိုင်စတင်ပြီးတော့ရရှိတော့မယ်ဆိုတဲ့ကဏ္ဍမိတ်ကလေးကိုဖော်ပြနေတာပေါ့နော်ငွေကြေးအခြေအနေရဆိုလို့ရှိရင်လည်းအရန်ကောင်းမွန်တဲ့ကဏ္ဍမိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကအတိတ်ကာလနဲ့ဆက်နွယ်တဲ့ကောင်းခြင်းမင်္ဂလာနဲ့ကံကောင်းခြင်းအကျိုးဆက်တွေကိုရရှိတော့မယ်ဆိုတဲ့နမိတ်ကိုလည်းဖော်ပြနေတယ်တဲ့ရဲ့အတိတ်မှာတင်လောက်ခဲ့ပြီးသားအရာတွေရဲ့အတိတ်အပွင့်ကိုခံစားရမယ်ဆိုတဲ့သဘောပါ အဲ့ဒီတော့ကိုကအတိတ်မှာ တကယ်ကိုအားကျုံးမဲ့အတွက်အားထုတ်ခဲ့တဲ့အရာတွေရှိမယ်ဆိုလို့ရှိရင်တော့ဒီအချိန်ဟာဒီအသေးပွင့်တွေကိုပြန်လဲရိတ်သိမ်းစုဆောင်းရတော့မယ်နမိတ်ဆိုတာမျိုးပြနေတာပဲဖြစ်ပါတယ် အတိတ်ကစ조사ခဲ့ပြီးသားအရင်အနည်းအရင်အမြင့်တရားနဲ့ပြန်လည်တီးပွင့်လာတဲ့အတီးပွင့်တွေကိုခန်းစားရတဲ့ဆိုတဲ့နမိတ်ပါနောက်တစ်ခုကလက်လွန်ထားပြီးသောငွေကြေးတွေလက်လွန်ထားပြီးသောအကြွေးတွေလက်လွန်ထားပြီးသောပတ်စံလေယာဆိုလို့ရှိရင်တော့ပြန်ဝင်လာတော့မယ်ဆိုတဲ့နမိတ်ကိုလည်းပြနေတာပါအဲ့ဒီတော့အင်ကာနဲ့မွေးသူလေးတွေထဲမှာတခြားသူစီကိုလက်လွန်ထားပြီးသောငွေကြေးတွေရှိမယ်ဆိုလို့ရှိရင်တော့ဒီကာလထဲမှာပြန်ရနိုင်ခြင်းအရန်မြင်မှာပါတယ် နောက်တစ်ခုကတော့မိသားစုလောက်ကင်ဆောင်ရွက်မှုတွေကနေရရှိပြီးတော့စိတ်ပိုင်းဆိုင်ရာနှွေးထွေးမှုနဲ့ကိုယ့်ရဲ့ရရောမှုစိတ်ဓာတ်တွေကနေတဆင့်မှာဝင်လာတဲ့ငွေကြေးမျိုးတွေလည်းထပ်မံရရှိနိုင်လဲဆိုတဲ့သဘောတဘာဝကိုပြနေပါဗျာ။ တော့လေးကတ်စလုံးကိုပြန်လည်ပြီးခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင် Quiz of Fortune နဲ့ The Star ကတ်ကြောင့်မလို့ကြီးမားသောမျှော်လင့်ချက်နဲ့စိတ်ပူပန်မှုတွေရောကြရမယ်ဆိုတဲ့ကတ်နမိတ်တွေမြင်နေရတာဖြစ်တယ်။နောက်တစ်ခုကတော့ Tools of Squire နဲ့ Six of ကတ်ကြောင့်ငွေကြေးတွေကိုစနစ်တကျစီမံခန့်ခွဲလာနိုင်ပြီးတော့အတိတ်တုန်းကကိုစူးစမ်းအားထုတ်ခဲ့တဲ့အရာတွေရဲ့အတိအပွင့်တွေကိုပြန်လည်ခန်းစားရတော့မယ်ဆိုတဲ့နမိတ်တွေပဲဖြစ်ပါတယ်။အင်ကာနဲ့မွေးသူလေးတွေကတပတ်တာအတင်ငွေကြေး energy မှာဆိုလို့ရှိရင်တော့ရွှေတရော နမိတ်တွေအရာအရန်ကိုအကောင်းဘက်ကိုတက်နေတာပဲဖြစ်ပါတယ်အဲ့တော့ဖတ်ရတာလဲမင်္ဂလာရန်ရှိတယ် congratulation ပါအင်ကာနဲ့မွေးသူလေးတွေအတွက်အဆောင်ကြောက်ကောင်းအနေနဲ့ဆောင်မယ်ဆိုလို့ရှိရင်တော့တမ်းပါတယ်တတိရှိတာကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ dress jasper လို့ခေါ်တဲ့အနီရောင်ကြောက်ကလေးတွေနောက်တစ်ခါ carnelian လို့မျိုးအနီရောင်ကြောက်တွေကိုလက်ပတ်ကလေးတွေလုပ်ပြီးတော့ဝတ်ဆင်ပါဒါဆိုလို့ရှိရင်တော့တင့်ရဲ့ငွေကြေးနဲ့တဲ့ရတကောဩဇာကိုအထောက်အကူဖြစ်စေမဲ့ energy တွေကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ် ဲ့ဒီတော့ energy ကညီမှုရှိတဲ့အင်ကာနိမွေးသူလေးတွေကလည်း comment လေးမှာရေးခဲ့ပါအောင်အများအတွက်ခြုံငုံမေးကြည့်တဲ့ reading ဖြစ်တဲ့အတွက်ကြောင့်မလို့မကညီတဲ့သူတွေကလည်း entertainment အနေနဲ့ပဲကြည့်ပေးပါနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ Tarot reading လေးတွေနဲ့ spiritual knowledge တွေထပ်မံမျှဝေပေးသွားပါမယ်။ကျေးဇူးပါ။ပန်းစုပါ။